သူတို့အာကာသနေကြီးအဆက်ကလာတဲ့အရာဝတ္ထုတစ်ခုကိုတွေ့လိုက်ရတော့ကို 3i atlas လို့ခေါ်တယ်။ဘာလို့ 3i လဲဆိုတော့လူသားတွေမတန်းတင်နိုင်ခဲ့တဲ့ခြေတားကြားရလာတဲ့တတိယမြောက်အရာဝတ္ထုမှုလို့ပဲပြီးတော့အဲ့ရာအရန်ပြင်းထန်တယ်။တမာယူကီလိုမီတာနဲ့သိန်းချောင်းလုံးနဲ့ပြန်တန်းနေရ။ကဘာကိုမိနစ်ပိုင်းအတွင်းပတ်နိုင်တယ်။နောက်ကတော့နှစ်နာရီလောက်နဲ့ရောက်နိုင်တယ်။ဒီအချိန်ကိုကြည့်ရင်သူဟာနှစ်တန်းပေါင်းများစွာဒါမှမဟုတ်နှစ်ဘီလီယံလောက်ခီးသွားလာခဲ့တာဖြစ်နိုင်တယ် နောက်ပြီးပို့ပြီးတော့ထူးဆန်းလာတယ်။မကရပိဒါပညာရှင်တွေကသူ့ရဲ့လမ်းကြောင်းကိုနောက်ပြန်ချေရခံကြည့်တော့သူဟာကိုရုနေထိုင်တဲ့နေအဖွဲ့အစည်းလိုတည်ငြိမ်တဲ့ရက်ကွက်ကလာတာမဟုတ်ဘူး။ class ရဲ့ပို့ပြီးရှေ့ကျတဲ့နေရာတစ်ခုကနေပယ်ထုတ်ခွာလိုက်ရတာဖြစ်နိုင်ဆိုရာကဒီအရာကြီးဟာနေဖွဲ့စည်းတဲ့တောင်ရှေးကျတဲ့ရှေးဟောင်းအရာတစ်ခုဖြစ်နိုင်တယ်။တယ်လီစကုပ်တွေဖြစ်တဲ့ Hubble, Watt, Mass ပတ်လန်ရင်တွေအားလုံးသူ့ကိုစောင့်ကြည့်နေကြတယ်။သူ့ကိုမြင်နေရတာကကြဲတကွန်တစ်ခုနဲ့ဆင်နေတယ်။နေနာကိုရောက်လာချိန်မှာပုံမုံတွေနဲ့ဓမ္မတွေထုတ်လွှင့်နေတဲ့အရာတစ်ခုပေါ့။ဒါပေမဲ့သူ့ရဲ့ဓာတ်ဥပ္ပယ်စီပေါ်ထိုးစမ်းနေတယ်။ကိုယ်ရည်တည်တဲ့ကျေတကွန်တွေလိုရင်ငွေအစာကပေါ်နိုင်အောက်ဆိုင်အများကြီးကိုထုတ်လွှင့်နေတယ်။အဲ့ဒါကသူဟာအင်မတန်အေးတဲ့နေရာမရှိတော့တဲ့တလုံးပဝင်းချင်မာတော့ဖြစ်ပေါ်လာတာကိုပြနေတယ်။ ဘာလို့အရေးကြီးလဲဆိုတာကဒါဟာယူယူကြောက်တုံတစ်ခုဖြတ်သွားတာမဟုတ်ဘူးဒါဟာတခြားကျဲအဖွဲ့အစည်းကလာတဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုတို့ရဲ့အဖွဲ့အစည်းတွေကိုအခုလက်ရှိဝင်လာနေတာပြီးတော့ကိုတို့ကအချိန်နဲ့တပြေးညီဆောင်တည်နေကြတယ် 2025ခုနှစ်အောက်တိုဘာ29ရက်အကယ်၍သင်ကနားထောင်နေရဆိုရင် 3i Atlas ဟာနေနဲ့အနီးဆုံးနေရာဖြစ်တဲ့ Perihelion ကိုရောက်ခဲ့ပြီးပါပြီ။အဲ့ဒီအချိန်ကအရန်ပြင်းထန်နေသူဟာကွဲချိန်သွားနိုင်လို့ကြံရှိနေနိုင်တယ်။ပြီးရင်ဒီနောက်မှာပြောက်ွယ်သွားမယ်ပြတ်ထွက်လာတဲ့အခါကိုတို့တကယ်မြင်နေရတာက အခြားချိန်ရလာတဲ့ရှေးဟောင်းကြီးပဲလား။ဒါမှမဟုတ်ဒီနေရာမှာမွေးဖွားခဲ့တာမဟုတ်ပဲပထမဆုံးဧည့်သည်လားဆိုတာသိရလိမ့်မယ်။